တကယ်လို့ဟိုတရားမှုတွေဆိုအခုပေါ်ဗျာဒီမှာဟုတ်လားဖေဖေကြီးဖေဖေကြီးကိုခြေတဲဆိုအဖေဖေကြီးခေါ်နေရလူကသူ့ဖေရဖွဲ့ပြီးဖို့ခြေခံဥရေကြီးတောက်ကနေတာအာနာရှင်အာနာရှင်တော်မှပဲအတိဉာဏ်မရှိတဲ့အာနာရှင်ကျွန်တော်တို့စဉ်းစားကြည့်အောင်ဗျာနော်ဂလီအရေးအတွက်ပေါ့ဟုတ်လား တော့မြန်မာနိုင်ငံမှာရှိတဲ့ဗလီအရေအတွက်နဲ့အမေရိကန်မှာရှိတဲ့ဗလီအရေအတွက်ရှင်ကြည့်လို့ရှိလို့ရှင်မြန်မာနိုင်ငံမှာရှိတဲ့ဗလီအရေအတွက်ကအရန်ကုန်များတယ်ဗျနော်ဖျားရီလည်းများတာပဲဗလီလည်းများတာပဲနော်အမေရိကန်မှာကြတော့အဲ့လောက်ထိဗမာပြည်နဲ့ဗမာယူမှာရှိတဲ့ဗလီနဲ့ရှင်ကြည့်အမေရိကန်မှာမရှိဘူးနော်အဲ့လောက်မရှိဘူးကျွန်တော်တို့ဒီမေဝါကီမှာဆိုလို့ရှိရင် ကြီးကြီးမားမားရှိတဲ့ဗလီဆိုတခုပဲရှိတယ်။အဲဂျန်နဲ့ဟိုနေအသေးမွားတွေရောသူတို့ကသူတေတေအိမ်လိုလိုပုံစံဘာလိုလိုပုံစံဒါမျိုးလေးပဲ။အာကျွန်တော်နေတဲ့နေရာမဲဝါကီမှာဒါတရုပ်စာပဲကျွန်တော်ဟိုနေတွေ့တယ်နော်။အဲ့တော့ဒီမှာအမေရိကန်မှာကြတော့ဘာရှိလဲဆိုတော့သူကဘာအလုံးကနည်းလွတ်လပ်အကုန်လုံးကလွတ်လပ်တာပဲနော်လွတ်လပ်တဲ့ဘာသာတရားပနင်းကိုကိုယုံကြည်အောင်ကိုနင်းကိုကိုယ်ွယ်နိုင်တယ်ယုံကြည်နိုင်တယ်ဥရေရလည်းနည်းခွင့်ပြုတာလည်းအားလည်းအားပေးတယ်တိုးတော့ချွင်းချက်ရှိတယ်ဘာသာရေးအဖွဲ့အစည်းတွေမှာ နော်မြန်ဘာသာရေးအဖွဲ့အစည်းတစ်ခုလှုပ်တော့မယ်ဘာပဲလှုပ်လို့ဟုတ်လား IIS မှာကိုယ့်ရဲ့ state မှာ IIS မှာနော်နင်းဖြစ်က non profit organization religious နဲ့ပတ်သက်လို့တင်ရတယ်နော်အဲတင်ပြီးတဲ့အခါကျမှဟုတ်လားသူတို့လုံမဲ့သူတို့ဒီအများပြည်သူနဲ့မဆိုင်တဲ့သူတို့လုံမဲ့ဟာတွေတို့ဥပဒေနဲ့သွားပေါ်ဗျာနော်အဲ့တော့သွားတဲ့ဆိုတဲ့အခါကျတော့ဥပဒေနဲ့သွားတဲ့ဆိုတဲ့အခါတိုင်းမှာလည်းမြန်မာပြည်မှာလိုမျိုးဟုတ်လားအာဆာယာဖာဟိုပဲဖြစ်စေ ဟုတ်လားအာတိုင်းမူကိုပဲဖြစ်စေဟုတ်လားအာကာတာဆာမူကိုပဲဖြစ်စေရော့ပစံအေဂျီထန်လာပြီးတော့နောက်ဖေးပေါက်ကနေမိန်းမဟုတ်လားအာသူတို့ကတော့ယူချင်မယူမောပဲမိန်းမဟုတ်လားအာပေးလိုက်နော်အာပေးလိုက်ပြီးတော့ဒါမျိုးလုံးလို့မရနော်ဒီမှာမင်း credit card နဲ့ပေးမလားချက်နဲ့ပေးမလား cash နဲ့ပေးမလား voucher ဆာအကုန်လုံးเนาะသူတို့ရဲ့ဒီစီမံခန့်ခွဲမှုเนาะဥပဒေတွေမဟုတ်ဘူးစီမံခန့်ခွဲမှုတွေတုံးဆောင်တဲ့ပစ္စည်းတွေเนาะဟိုထိန်းချုပ်တဲ့စနစ်တွေက အဂရီလိုက်စားလို့မရအောင်လှုပ်ထားတာနော်အဲ့တော့ကဲဘယ်လီစောက်ချင်တာပဲဖြစ်စီဖုံးကျုံစောက်ချင်တာပဲဖြစ်စီကျွန်တော်တို့ကလှုပ်တော့မယ်ဆိုလို့ရှိရင်တရားဥပဒေကဒီမှာခွင့်ယူရတယ်ခွင့်တောင်းရတယ်နော်အဲ့တော့အဲ့လိုခွင့်ယူခွင့်တောင်းတဲ့အခါမှာဘယ်လီလိုကိစ္စမျိုးပေါ့မင်းဒီကျွန်တော်နေရနေရမှာလည်းရှိတာပဲနော် तू ကဒီကောင်းနေရစီးတီးရနေပြီးတော့တခါတည်းသူကဟလာသူစီမှာအာနာပိုင်လို့ဟလာငါတို့ကတော့ဒီတာဝန်ရှိတယ်ဒီယာရူးရှိတယ်ဒီအာနာပိုင်ကိုပိုင်တယ်ဒီလုတ်ပိုင်ခွင့်ကိုရှိလို့ ငါတို့တဘောနဲ့ငါတို့စောက်စေဆိုပြီးတော့လက်မှတ်ထိုးပြီးတော့စောက်ခိုင်းလို့မရဘူးအမေရိကန်ဖွဲ့စည်းပုံကလွတ်လပ်စွာယုံကြည်ကိုးကွယ်ခြင်းကို အားပေးထားပေမဲ့နော်တာဝန်ရှိတဲ့သူတွေကငါတာဝန်ရှိတဲ့ငါတွင်းင်းဖြစ်တဲ့လူပဲသိရပလားငါငါဟွန်းင်းဖြစ်မယ်လို့မရဘူးနော်ဒီဟာကြီးကိုဒီ CD ဒီဟွန်းင်းမှာရှိတဲ့ပြည်သူလူထုတွေစီကိုချပေးလိုက်တာမဲပေးခိုင်းလိုက်တယ်နော်အဲ့တော့မဲပေးခိုင်းလိုက်ရင် အများစုကစောက်ခွင့်မပေးနိုင်ဘူးဆိုလို့ရှိရင်စောက်လို့မရဘူး အများစုကနေပြီးတော့စောက်စုမှာခွင့်မင်းဖြစ်မှာသဘောတူမှာတာဝန်ရှိတဲ့သူကโอเคစောက်ဥပဒေနဲ့အိုက်တော်မှလာတာဟုတ်လားစောက်ခွင့်အဲ့စောက်ခွင့်ရတာအောင်မှာသူကပြောရင်ရှေးမှာဟုတ်ပြဒါကျွန်တော်နေတဲ့တိုင်းပြည်ရဲ့ဥပဒေကိုပြောတာနော်အဲ့တော့ပြဿနာမရှိဘူးစီမံခန့်ခွဲမှုကောင်းတယ်တရားဥပဒေရှိတရားဥပဒေစိုးမိုးမှုရှိတယ်အာဂရိတရားလိုက်စားမှုမရှိဘူးအဲ့တော့မြန်မာနိုင်ငံမှာကြတော့ဟာနော်ဗလီရီကအများကြီးဖြစ်နေတယ်နော်ဗလီရီကအများကြီးပဲသဘောသဘောပြောပြတာပေါ့ဗျာအဲ့ အဲ့ဒီလိုအများကြီးဖြစ်တဲ့အချိန်မှာအဲ့ဆောက်တဲ့ဟာတွေကတရားဥပဒေနဲ့အညီဆောက်လားဆိုတော့မဟုတ်ဘူးဗျာနော်တရားဥပဒေနဲ့အညီဆောက်တာမဟုတ်အာဂရိတရားတွေနော်တကယ်လို့ဟိုတရားဥပဒေဆိုအခုပေါ်ဗျာဒီမှာဟုတ်လားဖေဖေကြီးဖေဖေကြီးကိုခြေတဲဆိုတာဖေဖေကြီးခေါ်နေတဲ့လူကသူ့ဖေရဖွဲ့ပြီးဟိုအခြေခံဥပဒေနဲ့တရားဥပဒေကနေတာအာနာရှင်အာနာရှင်တော်မှပဲအတိဉာဏ်မရှိတဲ့အာနာရှင်နော်တို့လောက်ခွေလောက်ပေးလို့မရဘူး လုံလုံမရဘူးအများပြည်သူစီကိုမှနေပြည်တော်ဒေသမှလုံမယ်ဆိုလို့ရှိရင်နေပြည်တော်ဒေသမှနေတဲ့လူတွေရဲ့ဆန္ဒသဘောထားကိုတောင်းခံရတယ်နော်တောင်းခံပြီးတော့အဲ့လူတွေကအများစုကနေပြီးတော့သဘောတူမှသာလို့ရှိရင်တကယ်တကယ်ဒီဗလီကြီးကပြောမယ်ဆိုလို့ရှိရင်စောက်ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ဗလီတွေအများကြီးပဲဦးနေနေအများကြီးပဲမဟုတ်ကြည့်ကြည့်လေဗျာပြစ်တဲ့ပြဿနာတွေအကုန်လုံးဟုတ်တယ်မလားအာဂရီတရားတွေလေဗျာရွာတကြီးကလည်းတခိုးပဲ စိန်ကောင်းလည်းတခိုးပဲယာယီမှုကလည်းတခိုးပဲဟမ်ခနာတို့စီမှာစီပင်ဆိုတော့ပိုးတော်ခိုးသေးတယ်တခိုးအကြီးစားတွေဟမ်အမဟုတ်အခုခေတ်ဆိုထွေအုပ်တို့ပါမြို့နယ်ထွေအုပ်လားဘာလို့အကုန်တခိုးတွေကြီးပဲခနာတို့တိုင်းပြည်မှာကနော်ဟိုပတ်စံပေးလိုက်လို့ရှိလို့ရှိလို့ရှိရင်ပတ်စံတဲ့ဟိုကောင်းကောင်းနင်းကြော်မျိုးမင်းပြောပြောနေလို့အရင်တော့တရုတ်တို့ပစိုးလံပြီးတော့တီးတဲ့အခါကျွန်တော်တီးတဲ့အခါတော့ဟလာကြော်မျိုးမင်းတို့ကြော်ဆိုးတို့ဟမ် တရုတ်သူတို့ဖေယူမှာပစိုးလှမ်းပြီးတော့တီးတဲ့အခါတော့တခါတည်းဟာတရုတ်မကောင်းကြောင်းတရုတ်ဆိုတာမျိုးကသိရပလားခမားပါဆက်ဘလောက်ကျဲလဲကျင်းလဲဆိုတာသိတယ်ခမားမဘလောက်ကျဲနိုင်လဲကျဲနိုင်တယ်လို့ကျဲနိုင်တခါတည်းဟိုပစံတယ်သိရပလားနေထဲ့လိုက်မယ်ဆိုတာအဲ့လိုမျိုးတွေပြောတဲ့ကောင်တွေတရုတ်ပန်အဲဒီကောင်တွေကနော်အရင်တော့ဒီအထူးသဖြင့်ကျွန်တော်မင်းရောမီဒီယာသမားနည်းနည်းထားလိုက်ပါဟိုကြော်စိုးဆိုတဲ့ကောင်ဟာပြောတော့ပြောရမယ်ဒါပေမဲ့ဒီကောင်နဲ့ဒီကောင်ပါဝင်တဲ့ပါတီနဲ့ဒီကောင်ရဲ့ဖေတွေအကုန်လုံးက တရုတ်ကျွေးတာမွေးတာကိုစားပြီးတော့ချမ်းသာပြီးတော့ဘိုက်တဲ့ဘိုက်ဝါမှလီးတောင်းနေဆိုတာဒီကောင်လေးအဲ့တော့တရုတ်ကိုတစ်ခါပြောအဲ့လိုမျိုးပေါ့ဗျာဟုတ်တယ်မလားအဲ့တော့တိုင်းပြည်မှာရှိတဲ့အာနာပိုင်တွေအကုန်လုံးကဘာဖြစ်လဲကနဘဇဘလောက်ကျဲလဲဟုတ်ရပလားပစံထိုးပေးလိုက်လို့ရှိရင်အဲ့ဒီကောင်စီမှာလူမျိုးလည်းမရှိဘူးဘာသာလည်းမရှိဘူးတိုင်းပြည်ချစ်စိတ်လည်းမရှိတော့ဘူးတိုင်းပြည်ကာကွယ်တာလည်းမသိတော့သူတို့မြင်တာဘာလဲငွေငွေငွေ နော်ဒါကြောင့်မလို့အခုဗိုလ်ချုပ်တွေရဲ့အိမ်အောက်မှာဖမ်းဖမ်းဒီအခုဗိုလ်ချုပ်ချင်းချင်းပြန်ပြီးဖမ်းနေကြကြည့်လေဗျာဖမ်းလိုက်ရင်တို့အိမ်ရောက်ကဒေါ်လာဘယ်နဲ့တန်းအာဒေါ်လာရတယ်ဒါကြောင့်မြန်မာပြည်သွားရင်ဒေါ်လာလဲလို့ရှိရင်တို့ကချစ်ထားတဲ့ဟာလေးနွမ်းနာဟာလေးဆိုဈေးတမျိုးပဲတို့ကအဲ့ကနေမှာခေါင်းထဲမှာခေါင်းအောက်မှာသမီးဂရင်းအောက်မှာဒေါ်လာတွေခိုးခိုးထားတဲ့ဟာတွေတိန်းထားရလေဗျာကက်ရှ်တွေသိရပလားအဲ့မိတာကြည့်ဗောဟုတ်ရပလားအာဂရီတရားလိုက်စားတယ်လေဗျာတခိုးတွေလေဗျာ ဟုတ်ရဲ့ဗလားအဲ့တော့ဒီမှန်မှန်ကန်တဲ့နိုင်ငံရေးစနစ်ကြီးတရားဥပဒေစိုးမိုးမှုမရှိတဲ့အတိုင်းပြည်ကြီးတခိုးတွေအုပ်ချုပ်နေတဲ့အတိုင်းပြည်ကြီးမှာဒီလိုပြဿနာမျိုးတွေရှိတာဗောဗျာဟုတ်ရဲ့ဗလားဟာငါမင်းအောင်လိုင်းကအာဏာကြီးသုံးခုကိုပိုင်ထားတယ်ဆိုပြီးတော့ကနလုံးချင်တိုင်းလုံးလို့မရဘူးသူ့တဘောတဘာဝအရာဆိုဒီကိစ္စတွေဟာအမိုက်တာစာပြတ်တက် မီးလောင်တဲ့ကိစ္စတွေဟုတ်တယ်နော်ကျွန်တော်ပြောတာဒါပေမဲ့ထားလိုက်တော့ဟုတ်ရဲ့ဗလားအဲ့တော့ဒီနေ့ကိုပြောပြ သဘောပြောပြတာတချို့ကတော့ဥပဒေရှိတယ်ဆိုလို့ပြောနေလို့ဒီလိုမျိုးဖြစ်နေတာတွေကတရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်နေတာအာရီတရားတွေတအားကိုတည့်ရမလားအလွန်ကဲကိုထိန်းချုပ်လို့မရအောင်အတွက်လုံးကိုနားနေတဲ့အတွက်ကြောင့်မလို့ဒီလိုအမှုမျိုးတွေဒီလိုကိစ္စမျိုးတွေကပေါ်နေရတာနော်အဲ့ဒါလေးကိုကျွန်တော်ကဒီနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ပထမဆုံးတစ်ချက်ပြောချင်တယ်နောက်တစ်ချက်ကတော့ဒီဘလီကိစ္စကမယုံတာဘူးဗျနော်အဲမယုံတာတဲ့ဟာကိုတစ်ချက်ထားပါဦး အခုဒီမင်းအွန်လိုင်းဒီဘလီကိတ်ဒီဘလီကိုနေပြီးတော့မှစောက်ခွင့်ပေးတယ်ဆိုတာလည်းတရုတ်တရုတ်ကသွားပြီးတော့ဂျိုးကိုင်းတယ်လို့မျိုးပေါ့ဗျာရုရှားကသွားပြီးတော့ဂျိုးကိုင်းတယ်လို့မျိုးဟုတ်လားမွတ်စလင်တွေမွတ်စလင်တိုင်းပြည်တွေကိုလည်းဒါသူဂျိုးကိုင်းတာပဲပြောရလို့ရှင်ဟာရောဗျာဘာဖြစ်လို့ဆိုသူတူရကီစီကနေသူလက်နက်တွေဝယ်လို့ရနေရဲ့အီရန်စီကနေလက်နက်တွေဝယ်လို့ရနေအင်တာနက်ပေါင်းလို့ဆိုတော့ နိုင်ငံတကာမှာအမြင်ကောင်းလို့အတွက်ကိုသိရပါလားလှုပ်တာဖားတာဘာလို့လှုပ်တဲ့ဖားတယ်ဆိုတဲ့အခါမှာသူမွေးတာသူသူသူအိမ်မှာသူအိမ်ရှိနေအိမ်နောက်ဝေးမှာဟုတ်လားအိမ်နောက်ဝေးမှာအိမ်ရှိမှာအမိုက်ကအမိုက်ပုံးနေရမှာမရှိဘူးအိမ်ရှိမှာသူ့ရဲ့အိမ်ရှိမှာရှိနေတယ်အမိုက်တွေဟုတ်လားလိုင်းပေါ်မှာတက်တက်ပြီးတော့ဟုတ်လားဟိုနင်းနေအရေးကြီးဂရုံးနေတက်ပြီးတော့နင်းနင်းဖြစ်နေတယ်မဘာသာအမိုက်တွေအရှုပ်တွေအဆုပ်အဆုပ်အဆုပ်ပလုတ်တွေလေသူအိမ်ရှိမှာရှိနေတယ်မှာအဒီလူတွေက အတူကိုနော်ဟိုပြက်တနာရှာမာတို့သူမွေးတယ်မြောက်သူ့ကိုပြန်ချောက်မာတို့ပါတို့ဒီမဆိုင်ငါအာနာကြီးသုံးရက်ကိုငါကင်လာတာငါအတွက်ငါဝင်င်းဖြစ်မယ်ဆိုပြီးတော့ဒီပလီကိုစောက်ခွင့်ပေးလိုက်တာလဲဖြစ်ချင်းဖြစ်မယ်နော်ဖြစ်ချင်းဖြစ်မယ်ဒါကနံပါတ်1เนาะဒီကျွန်တော်ဆိုလိုတာနံပါတ်1မွတ်စလင်တွေတိုင်းပြည်ကိုဖားနေတဲ့အတွက်ကြောင့်မလို့ဟုတ်လားသူမွေးထားတဲ့မြောက်တွေကိုသူဂယုမဆိုင်ပဲနဲ့စောက်ဂယုမဆိုင်ပဲနဲ့သူ့သဘောနဲ့သူအာလှုပ်ချင်အောင်လှုပ်လိုက်တာ နော်ဒါကလည်းဖြစ်နိုင်ခြေတစ်ခုဒါကြောင့်မလို့ကျွန်တော်ပရမအောင်ဆုံးပြောခဲ့တဲ့အထဲမှာကျွန်တော်ပါပြီးသားနော်ကျွန်တော်ပြောပြီးသားမလားဒီစစ်ဖို့ယုတ်တစုဟာခင်ဗျားတို့အမျိုးပါသာတာတနာလဲသူတို့မသိဘူးနော်ခင်ဗျားတို့အချုပ်ချာအာဏာတွေဒုတောင်ဝင်အရေးသုံးပါတွေဟိုဟာကြီးဒီဟာကြီးလဲမသိဘူးသူတို့အာဏာတည်မြဲဖို့အတွက်ဆိုလို့ရှိလို့ရှိရင်အောင်သူတို့အာဏာတည်မြဲမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေသူတို့ရဲ့ကြော်ရွားမှုတွေသူတို့ရဲ့ status တွေကိုသူတို့ထိမ့်သိမ့်နိုင်ပါလိမ့်ဗျာဟုတ်တယ်ဗလားအဲ့တော့အဲ့အရာတွေကိုနင်းဖြိုးသူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ကျွန်တော်ပြောခဲ့ပြီးသားเนาะဒေါန်ဆန်းစုကြည်နဲ့လည်းသူတို့လက်ဆွဲနှုတ်ဆက်มาပဲရိုရင်တာနဲ့လည်းလက်ဆွဲနှုတ်ဆက်มาပဲဘင်ဂလီနဲ့လည်းလက်ဆွဲနှုတ်ဆက်มาပဲအဲသူတို့အာနာတီနေဖို့တည်းသူတို့ရဲ့စူညောင်းကလုတ်ကမဘာသားတွေဖြစ်နေလားအဲမဘာသားတွေကို သူ ရှင်းมาပဲသူဘသူ့မှာသူဂယုမဆိုင်ဘူးเนาะအဲ့တော့မာလာတို့ဒီစစ်ဘိုလ်ရုပ်တစုဆိုတာကအဲ့လိုအဲ့လိုလူမျိုးတွေကြီးပဲကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်အရင် live တွေမှာဟုတ်လားအခုသူကเนาะ မင်းတို့စဉ်းစားကြည့်ပါအခုတိုင်းပြည်ချစ်တဲ့တိုင်းပြည်ကိုကာကွယ်ရမယ်အမျိုးကာကွယ်ရမယ်ဟလာဘင်္ဂလီတွေဘာဖြစ်တဲ့ရိုဟင်ဂျာတွေဘာဖြစ်တဲ့ညာဖြစ်တယ်ဒီ ARSA ကိုရခိုင်မှာဟလာတိုက်အခုမင်းရောက်နိုင်တဲ့ ARSA နဲ့သဘောတူညီချက်တွေရှိထားပြီးသားနော်ဒီ AA ကိုရခိုင်ပြည်နယ်မှာ ARSA ကတိုက်နိုင်တယ်ဟိုနည်းဖြစ်တယ်ဆိုရခိုင်ပြည်တဝက်ကိုမင်းရောက်နိုင်အခွဲပေးဖို့အစဉ်သင်းသဘောတော်တူထားပြီးသားပြီမင်းရောက်နိုင်ခွဲပေးဖို့အစဉ်သင်းနော်အကုန်လုံးဟာ အဲ့ဒါကြတော့လေဒီမဘာသားကြီးတိတ်တယ်လားဟာဟိုအမှုကိစ္စဒီအာနာပိုင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်တယ်များသူတို့အကုန်တိတ်ဒါပေမဲ့အခုဒီဗလီနေပြီးတော့မှစောက်လို့ပြဿနာအခုပေါ်လာတယ်တက်လာတယ်ဆိုတာကတရုတ်သားယူလည်းဖြစ်ချင်မှဖြစ်မယ်ကျွန်တော်တို့ဒီ power politics မှာဟုတ်လားစကားရှိတာပဲနော်ဒီ envelope with the smokes อ่ะလက်ရှိဖြစ်နေတဲ့ဟုတ်လားဒီအရေးအရာတွေအရေးခင်းနေဟုတ်လားဒီအခြေအနေတွေ အခင်းချင်းတွေကိုကိုကိုရဲ့ intention ကိုဘယ်ဟုသွားမယ်ဟုတ်တယ်ဗလားကိုဘာလုပ်မယ်ဆိုတာကိုကိုရဲ့အတိုက်ခံနေပြိုင်ဘက်တွေရန်သူတွေမသိအောင် အတွက်ကိုဘာဖြစ်လဲ envelope with the smoke နော်အားလုံးဝေဝါးသားအောင်ရှုပ်ထွေးသွားအောင်ဖန်တီးတာလည်းဖြစ်နိုင်တာပဲနော်ဖန်တီးတာလည်းဖြစ်နိုင်တာပဲအဲ့တော့အဲ့ဖန်တီးတာဖြစ်နိုင်တယ်ဆိုတာဘာလဲဆိုတဲ့အခါကျတော့ရေကောက်ပွဲနီလာတာကလည်း တခုနော်တခုဆိုတော့ဗျာအခုမှနော်ရေတော့ဝဲအခုဆိုအော်တိုပါဟုတ်ရလားအနိုးမှနိုးမှဒီစင်မှနှစ်လပဲရှိတော့နှစ်လပဲဖြစ်နေတဲ့အချိန်မှာခင်ဗျာတလားလောက်ကိုပေါ့ဗျာနော်တလားလောက်ကိုပေးပြီးတော့စူထားလိုက်မယ်ဟာမမတတူမွေးတိုင်းမြောက်တယ်လေတည့်ရပလားဟာတက်အော်တက်ပြောဒါယူမကျင်တော့ဘူးဒီဘလူးဆိုအော်ဘာပြည့်ညာအော်ကြစူကြငိုကြလောင်ကြဆိုရင်ရွေးချယ်မှုမလာတော့နှစ်ခုမျက်ရည်ချူမလားနော်မျက်ရည်ချူပြီးတော့နာမည်ကောင်းယူသွားဖို့ သူ့ရဲ့နံပါတ်၁ရွေးချယ်မှုအာမမသားတွေဂရုံးတွေကိုတခါတည်းတဲ့ဗလားဂရုံးတွေဦးနင်းတွေအောက်တန်းသားတွေပေါ့ဗျာနော်အောက်တန်းသားဂရုံးတွေပေါ့ဟိုလူဝေးကြောင်ဂရုံးတွေပေါ့နော်အာအမျိုးမျိုးတဲ့ဗလားလောက်ခိုင်းသူတို့မွေးတာလေသူတို့လောက်ခိုင်းလို့ရတာပဲတဲ့ဗလားအာသူတို့လောက်ခိုင်းပြီးတော့អော်ခိုင်းပြီးတော့တလားလောက်អော်ပြီးရုပ်ောက်ပဲနီးလာတော့မှအာဖေဖေကြီးဖေဖေကြီးအာဖေဖေကြီးကိုချစ်တယ်စာအာဖေဖေကြီးရတခါတည်းအေးငါတော့မင်းတို့တွေရဲ့ အမျိုးဘာသာသာသနာငါကအမျိုးဘာသာသာသနာကိုစောင်းရှောက်တဲ့ရင်းမြစ်သခင်ဘဝရှင်မင်းတရားကြီးဖြစ်တဲ့အတိုင်းငါသာသနာတော်တည်တံ့ဖို့ဟုတ်လားငါဗုဒ္ဓဘာသာဟွန်းင်းဖြစ်ဖို့အတွက်ကိုဒီပလီစောက်တဲ့စောက်ခွေကိုငါပယ်ဖြတ်လိုက်တယ်အဲအဲ့လိုမျိုးကျင်ညာချက်တွေပါလေထွင်ထွက်နိုင်တာပဲရေးချက်မှုတစ်ခုဖြစ်နေအကျူပါလေဗျာသူ့ကိုပို့ပြီးတော့ဒီတဲ့ ထောက်ခံမှုရအောင်ဟလာသူ့ကိုဒီထက်ပို့ပြီးတော့အနည်းဖြစ်လို့ရအောင်ပေါ့အနည်းအနည်းဖြစ်လို့ရအောင်အတွက်ကိုသူလောက်တာလဲဖြစ်ချင်းဖြစ်မှာဟုတ်တယ်ဟုတ်လားတရုတ်ကသူ့ကိုဘောင်းမီပစိုးမလန်ခင်မှာအရင်ဆုံးသူ့ကိုပါဇက်နဲ့ပြောနေတယ်ဝမ်းနည်းနေလုံးသူဘာမှမလုပ်ဘူး နော်ဘာမလို့ဆိုတရုတ်ကအတိမဲ့ပြုမှုကိုလည်းလူရင်တို့လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာဒါသူတို့ကတော့အချင်းလေးတွေတရင်းတွေအားလုံးတည်ရဲ့အတွက်ဟုတ်တယ်ဗလားအဒီလိုင်းလွတ်ထားပြီးတော့နောက်ပိုင်းတံမျိုးဖြစ်တော့မှအခုသူတရုတ်ကအတိမဲ့ပြုပြုမှုကိုရတယ်လို့မျိုးပေါ့ဗျာအခုမဘာတာနဲ့မင်းအွန်လိုင်းကြားမှာလည်းအာ ဟိုဘော့တဲ့ဗလားအဲရော့မင်းကငါဒါပေးမယ်မင်းကငါ့ကိုဒါဒါပေးဒါပြန်ပေးဆိုတဲ့အပေးယူမျိုးတွေရအောင်ဟုတ်လားမျက်ရည်ခြူတာပဲဖြစ်စေမဲခြူတာပဲဖြစ်စေသိရဲ့ဗလားဖေဖေကြီးဖေဖေကြီးကိုချစ်တယ်အဲအလိုမျိုးဖြစ်အောင်အတွက်ကိုအာအနာကတ်တော်မှာသူလူချင်းနဲ့တိုင်းငယ်ရောက်တော်မှာကဲဗလီစောက်ခင်းကိုပယ်ဖြတ်တယ်ဆိုဒီလိုမျိုးလဲမလားမင်းအွန်လိုင်းလုံနိုင်တာပဲအဲနောက်ထပ်လုံနိုင်တာတစ်ခုကတော့ကျွန်တော်ပြောခဲ့ပြီးသားမြန်မာနိုင်ငံမှာတားတုံးတာចောင်းတာ စစ်သားဖျားသားเนาะမြမမြမလူအဖွဲ့စည်းမှာเนาะအကုန်ပြောမှာเนาะတားသုံးသားလုံးကောင်းတဲ့လူတွေတော့ပါတော့မင်းပေါ့ဗျာနည်းနည်းပဲပါတော့ရှိတယ်ဒါပေမဲ့ရေဘူးကားကိုကျွန်တော်ခြုံပြီးတော့ပြဒီတားသုံးသားကကျွန်တော်တို့တိုင်းပြည်မှာအရင်လူပါဝါတယ်เนาะဒီတားသုံးသားကြောင့်ဖြစ်နေတဲ့ပြဿနာတွေပြီးရင်ဒီတော်လူပါဝါတယ်ဒီဒီចောင်းသားစစ်သားဖျားသားဒီကောင်တွေပဲမှုန်နေတာတိုင်းပြည်မှာเนาะဒီကောင်တွေပဲလုံနေတာအဲ့တော့ ဒီသားသုံးသားမှာဒီဖျားသားတွေဟာတိုင်းပြည်ကိုအဆက်ဆက်အုပ်ချုပ်လာတဲ့ဦးနူပဲဖြစ်စေဦးနေဝင်းပဲဖြစ်စေဟလာဘိုးစောမောင်တို့ဘိုးတန်းရွှေတို့ပဲဖြစ်စေအခုဟလာမင်းအောင်လိုင်းပဲဖြစ်စေသူတို့ရဲ့ရန်သူဆိုတာသူတို့ကသိပြီးသားဒီလူတွေကဒီဒီဒီလူတွေကသူတို့ရဲ့ရန်သူဆိုတာသူတို့ကသိပြီးသားနော်သူတို့မထိန်းနိုင်လို့ရှိလို့ရှိရင်သူတို့တစ်ချိန်မှာဒုက္ခပေးမဲ့လူတွေဆိုတာသိပြီးသား တီဗီသားဖြစ်တဲ့အတွက်လေဟုတ်လားအခုနောက်ပိုင်းဒီမြန်မာပြည်ရဲ့နော်ဗုဒ္ဓဘာသာတာသနာဟာအရေးကြီးဘာသာဖြစ်လာတယ်နော်အာတာသနာမတန့်စင်တော့ဘူးနော်လူဝိကြောင့်ဂရုံးတွေကများလာတယ်ပြီးရင်ဟိုပါပါလေးဆိုအမင်းအောင်လည်းမျိုးလုံးထဲမှာဒီဂရုံးတွေကိုစကမွေးစူးနေတာလေဖြစ်ရင်ဖြစ်မယ်နော်စကမွေးစူးနေတဲ့အတွက်ကြောင့်တန်ရှင်းရေးလှုပ်ချင်တဲ့အတွက်ကြောင့်ဖြုတ်ထုတ်ရှင်းလှုပ်ချင်တဲ့အတွက်ကြောင့်မလို့နော်အစရှာပေးလိုက်ပြီးတော့ နင်းမိမွေးပေးလိုက်တာလည်းဖြစ်နိုင်တယ်နော်အဲ့တော့အဲ့တဲ့ဟိုတခါလဲလိုက်သွားပြီးတော့ဟာငါတို့ကတော့အမျိုးပါသောတာသနာကာဝယ်မယ်ချမယ်အဲ့လိုတက်လာတဲ့ကောင်တွေကိုမေးအောင်လဲတောက်တောက်တောက်အဲအဲ့လိုမျိုးရိုက်ချတယ်ရွေးချယ်မှုလဲမေးအောင်လိုင်းကရွေးသွားနိုင်တာပဲနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ခေါင်းစည်းမှာကျွန်တော်ရဲ့တိုက်တယ်မှာကျွန်တော်တင်ထားတာနော်စစ်ဘုတ်ရုပ်တစုရဲ့မဘာသာအမိုက်ဆုံးများစွာနော်ဒီမဘာသာတွေကိုမေးအောင်လိုင်းက ရှင်းနေလို့နော်ဒီနေပြည်တော်မှာဒီဘလီစောက်တဲ့ကိစ္စကိုဟုတ်လားနင်တံဖန်အရင်တုန်းကလောက်တာဗျာအခုမှဘာကြောင့်မလို့ပေါ်လာလဲဟုတ်တယ်ဗလားအရင်တုန်းက तू ဟိုမှာချပေးခဲ့တဲ့ကိစ္စတွေဟိုနည်းဖြစ်တဲ့ကိစ္စတွေမသိဘဲနဲ့အခုမှပေါ်လာတယ်အခုမှဖြစ်လာတယ်အာဖြစ်လာပြီတဲ့အခါကျတော့မှအခုမှတာမျိုးတာမျိုးဖြစ်တယ်ဆိုတဲ့ဟာတွေကစဉ်းစားကြပရမတ်ချက်ကမွတ်စလင်တိုင်းပြည်နေကိုမျက်နှာရအောင်လုပ်ဖို့အတွက်ဖားဖို့အတွက်လည်း ဖြစ်နိုင်တယ်ဒုတိယတစ်ချက်ကမဘာသာတွေစီကเนาะသူရဲ့ကြောရိုးဖြစ်တဲ့ဒီအမျိုးဘာသာသာသနာဆိုတဲ့เนาะဒီတူမွေးထားတဲ့သူတွေစီကနေပြီးတော့မြေချူမဲလှမဲမဲချူတာလည်းဖြစ်နိုင်တယ်အဲနောက်ထပ်တစ်ခုကတော့ဒီမဘာသာအမိုက်တွေကိုရှင်းနေတာလည်းဖြစ်နိုင်တယ်เนาะအချိန်နေအမျိုးမျိုးပေါ့ဗျာဒီဘလီကြီးနဲ့ကိုဒီဘလီကြီးကိုအကြောင်းပြုပြီးတော့လောလောလတ်လတ်မှာเนาะကျွန်တော်ပေါ်လာတဲ့เนาะဖြစ်နိုင်ခြေတွေကိုဒါဒီမှာကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေမဘာသာတွေလည်း နော်နင်းနေလဲသတိထားပေါ့ဗျာနော်အရှင်းခံရတဲ့နေရာမှာမပသွားဘူးနော်ဒါကဗလီကိစ္စပြီးသွားပြီပြီးသွားပြီဆိုတော့ဗုဒ္ဓဘာသာကိစ္စပေါ့ဗုဒ္ဓဘာသာကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တင်ထားရလဲရှိတယ်ဒီနေ့ဗမာပြည်ရဲ့ဟုတ်လားဗုဒ္ဓဘာသာရဲ့အခြေအနေကိုနော်ဒီကရုံး၃သိန်းလောက်ကနော်အရေးကြီးတွေဖြစ်နေတယ်နော်အရေးကြီးတာတနာအရေးကြီးတွေဖြစ်နေတယ်ဆရာတော်တွေ ပြောရလို့ရှိရင်ဗုဒ္ဓဘာသာကလည်းတိုင်းပြည်မှာလွတ်လပ်တာမဟုတ်ဘူးပြ။သူတို့ရဲ့အထက်မှာအနည်းနည်းရှိတယ်။အာဏာရှင်တွေရှိတယ်လေ။နော်။ဆရာတော်ကြီးလည်းသူတို့လုပ်ကျင်သူတို့လုပ်လို့မရဘူး။ဗုဒ္ဓဘာသာကလည်းမလွတ်လပ်ဘူးပေါ့ဗျာ။လွတ်လပ်တဲ့ဘာသာတရားမဟုတ်တော့မဟုတ်ဘူး။လွတ်လွတ်လပ်လပ်တကယ်စာတက်ပေတက်အချင်းတနင်းတိလာတမာရီတိတ်ခါနဲ့ပြည်စုံနေဆရာတော်ကြီးရ။သူတို့ဗုဒ္ဓရဲ့ကျင့်စဉ်လမ်းစဉ်အတိုင်းသူတို့မှသူတို့ရဲ့ဒီတန်ခါအဖွဲ့အစည်းတွေဟုတ်လား။ဟိုနည်းနည်းကိုလည်းသူတို့လုပ်ကျင်သူတို့လုပ်လို့မရဘူး။ဘာဖြစ်လို့လဲ။ နေရာတကာမှာအားလုံးတိပါတက်ပါဆိုရဲဘာဖြစ်လဲစစ်ပူတွေရှိတယ်လေဗျာစစ်ပူတွေစကားအောင်နားထောင်အောင်ဟုတ်တယ်ဗလားနော်အဲ့တော့ဒီနေ့ကျွန်တော်တို့အတိုင်းကြီးမှာ၃သိန်းတော့ကအရေးကြီးကတုံးတွေကြီးပဲအဲ့တော့ကျွန်တော်ပြောပြီးတော့နောက်ပိုင်းတပတ်လောက်မှမမမအေးတင်စားလာပါလားနော်ဥမာအမအီနင်းတယောက်အမျိုးသမီးတယောက်ဒီပလင်ပေါ်မှာတက်ပြီးတော့နော်ထိုင်ပြီးတော့ ဟောတဲ့ကိစ္စနဲ့နင်းဖြစ်နင်းအမျိုးသမီးနင်းစင်းနေပါလေမေတော်ကြီးလည်းပါလေမသိဘူးထားပါဗျာနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်နင်းဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး तू တက်ပြောရင်းနဲ့ဟုတ်လားလက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ဖုံးကြီးတွေရဲ့အခြေအနေတွေဘာတွေညာတွေ तू ပြောရတာအများကြီးပဲဟုတ်တယ်နော်အဲ့ဒါတွေကတကယ်ပဲလीဗျာဒါကျွန်တော်တို့ခင်မာတွေကဖြစ်ခဲ့တာမဟုတ်တာဟုတ်လားအဲ့တော့ဟိုကျွန်တော်ပြောပြမယ်နော်ကျွန်တော်အခုအမေရိကန်မှာနေတယ် homeless တွေကျွန်တော်တွေ့တယ်ပတ်စံတောင်းစားကြတယ်နော်အာလမ်းမှာဝင်ဖြစ်တယ်နော်ကဲပါကူညီပါပေါ့နော် ါပေမဲ့ကျွန်တော်အမေရိကန်မှာနော်ပတ်စံတောင်းစားတဲ့ဘုံကြီးလည်းမတွေ့ဘူးပတ်စံတောင်းစားတဲ့ဗလီမှာရှိတဲ့တရားဟောဆရာတွေတာသနာဝန်ထမ်းတွေပေါ့ဗျာဆိုတော့စကားနေပြောလိုက်တခုပဲတာသနာဝန်ထမ်းတွေဒီမွတ်စလင်တာသနာဝန်ထမ်းတွေအမေရိကန်မှာပတ်စံတောင်းစားတာကျွန်တော်မတွေ့ဘူးနော်ပြီးတဲ့အခါကျလို့ရှိရင်ခရစ်ယာန်တာသနာဝန်ထမ်းတွေပတ်စံတောင်းစားတာကျွန်တော်မတွေ့ဘူးဟမ်မတွေ့ဘူးထိုင်းမှာ

တာသနာဝန်ထမ်းတွေလည်းဒီတိုင်းပဲဒါပေမဲ့အခြားတိုင်းပြည်တွေမှာလည်းဒီတိုင်းပါပဲမလေးရှားတို့ပေါ့တွေ့ဦးရဆိုလို့အိန္ဒိယသွားတဲ့အခါမှာဟုတ်လားသင်ငန်းတွေစီရသေးတွေလို့လို့ပါမြန်မာနိုင်ငံမှာကျတော့ဘာဖြစ်လဲဟာဖုန်းကြီးတွေတပိတ်တစ်လုံးနဲ့ဟိုဆွန့်ခံတာမဟုတ်နော်ပတ်စံတောင်းတာအဲ့တော့ကျွန်တော်ငငယ်ရတစ်ချိန်ချုပ်နေကျွန်တော်နေခဲ့နေရာတစ်ခုရှိတယ်နော်ကျွန်တော်တို့ကဈေးတိုင်းဖွင့်တာဟုတ်ဈေးတိုင်းဖွင့်တဲ့အခါကျတော့မနှက်ဆိုလို့ရှိလို့ရှင်ကရောအာသူတခါလဲထွက်သွားပြီသင်ကန်းနဲ့တရားလား ခတ်သွားပြီမင်းဖြစ်ညနေဆိုလို့ရှိရင်ပြန်လာပြီးအရက်မူပြီးတော့အာတင်ငန်းကိုတခါနင်းပြန်ပြီးတော့ချွတ်အာမေတီလာရှင်နေလဲဒီတိုင်းပဲနော်ဒါကဘုံကြီးအတုတွေဒါပေမဲ့ဘုံကြီးစစ်တွေထဲမှာလဲဒီလိုပဲဟာဝေးဝေးကားကြီးတွေမှာပဆန်တောင်းနေတာလမ်းတွေမှာပဆန်တောင်းနေတာတရောင်းသားတွေဟမ်အကရုံးတွေတရောင်းသားဖြစ်နေတာ ။မြောက်မျိုးပါသာတာသနာကာကွယ်လူတွေဂရုံးတွေအဲ့လိုတောင်းမစားဖို့အတွက်မြောက်တို့အလူငွေထဲ့ရင်ထဲ့မထဲ့လို့ရှိလို့ရှင်တရားဥပဒေရံမြောက်နှိပ်ကိုရမယ်။ဟမ်ဂရုံးတွေမာတုကာမတွေနဲ့ပောက်ပန်း40ဖြစ်နေတာမြောက်တို့နှိပ်ကိုရမယ်။ဂရုံးတွေကို ဆိုရှယ်မီဒီယာပေါ်မှာတက်ပြီးတော့ဟောင်းနေနေဟောင်းအောင်းနေနေမအောင်တရားဥပဒေနဲ့ license ထုတ်ပြီးတော့ကန့်တတ်ရမယ်။နော်ကန့်တတ်ရမယ်။မင်းတို့တွေ Facebook ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် social media ပေါ်မှာ online internet ပေါ်မှာเนาะ ဒီစာချရန်ဒီစာချရန်နေအောင်နေမို့တကက်တီလာတမာရီပညာရှိတဲ့ဆရာတော်တန်ဃာတော်ကြီးတွေပဲတရားနဲ့ဗုဒ္ဓဘာသာတရားနဲ့ပတ်သက်လို့တရားဝင်တက်ရောက်ပြီးတော့ဟောပြောပိုင်ခွင့်ဟောကြားပိုင်ခွင့်လိုင်စင်ထုတ်ပြီးသားရမယ်လိုင်စင်မရှိတဲ့ဂရုံတက်ပြောလို့ရှိလို့ရှိရင်ဖမ်းပြီးတော့သင်္ကန်းချွတ်ထောင်ထဲထက်နော်ဒါမျိုးတွေကိုလောက်ရမှာဒါမျိုးတွေကိုကြက်ကြက်မဲမဲလောက်ရမှာနော်အဲ့တော့ထားပါကျွန်တော်စကားအဲ့တော့မြန်မာပြည်မှာဗျာ ခမားလည်းအရေးကြီးဘာသာဖြစ်နေတာအကုန်လုံးဟာဟမ်ဘာသာတရားကြီးကဘာတစ်ခုမှမတန့်စင်တော့ဘုန်းကြီးတွေဂရုံးတွေလှုပ်ချင်အောင်လှုပ်ငွေကန်ကားကားမောင်းစိုက်ကယ်စီးကားမောင်းတာကိုကြွားလိုက်သေးတယ်အမေရိကန်မှာတန်ကာဘုန်းကြီးကားမောင်းတာနားလေလို့ရသေးတယ်လीဗျာနားလေနားသူ့ရဲ့ဖခင်ပြောထားပြီးသားသူ့ကြရဒေတာပုံရင်းဖြစ်မှာသူ့ကလည်းသူ့နည်းသူအမေရိကန်နိုင်ငံမှာကားမောင်းတာနားလေလို့ရသေးတယ်အဲဗမာပြည်မှာဘုန်းကြီးကားမောင်းနေရလားဗျဟမ် မမကြီးမဖုံးကြီးရခင်ဗျားလည်းဒီဖုံးပို့အင်းဒီအင်တာနက်ကင်ပြီးတော့ခင်ဗျားမာတုကမာကြီးနဲ့ဦးနှင်းဖြစ်ဩဃာကြည့်အပြာကားကြည့်ရလားအရင်တော့ဆိုဖုံးကြီးတွေကဟိုအရင်တော့အင်တာနက်မရှိတဲ့ခေတ်ဟောလာကိုယ့်အိမ်မှာ TV ရရှိဗီဒီယိုရုံမှာဗီဒီယိုရုံတလန်းလုံးမှာတရုံပဲရှိအပြာကားပြလို့ရှိရင်ဖုံးကြီးတွေတွေ့နေတာအခုကဖုံးကြီးတွေကအဲ့လိုမလို့တော့ဖုံးရှိသွားပြီ iPad လေးရှိသွားပြီကွန်ပျူတာလေးရှိသွားပြီ အများစုကိုပြောနေတာမဟုတ်တော့အဲ့တော့ကိုးဘာသာကိုကိုးပေါင်ကိုပြန်ထောင်းလန်းလို့ရှိရင်သူများတွေကဝမ်းတာမယ်အဲ့အဲ့တော့သူများတွေကဝမ်းမတာခြင်းဝမ်းမအားခြင်းသူများတို့ကရုံးချင်းချင်းရှင်းကြလေဆိုလိုတာကဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပြောတာကျွန်တော်ပြောတာကဒီလိုပါနော်ကျွန်တော်ရဲ့ဒီဟာတစ်ခုလုံးနေပြီးတော့ဗလီတစ်ခုနဲ့ပတ်သက်ပြီးတော့အားလုံးပြန်ပြီးတော့ချုပ်လိုက်ရင်ဒီကိစ္စကြီးကမရိုးတော့ဘူးမင်းအောင်လိုင်းစီမားနော်အကျန်နှစ်ခုရှိတယ်နော်တစ်ခုကတော့ရိုးတတသူ့အနေနဲ့သူဖားဖို့ နော်မွတ်စလင်တွေကိုဦးနေတိုင်းပြည်တွေကိုဖားဖို့နောက်တစ်ခါတော့ခုနလိုမဘာသာကြုံးတွေကိုမျက်လုံးစကမွေးစူးနေတဲ့အတွက်ရှင်းဖို့အတွက်အစထုတ်ပေးလိုက်တာလည်းဖြစ်နိုင်တယ်လို့မျိုးဒီမဘာသာကြုံးတွေစီကနေပြီးတော့မဲချူပြီးတော့မဲယူဖို့အတွက်လည်းဖြစ်နိုင်တာပဲနော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဟုတ်လားအနည်းချုပ်နဲ့ပြောရလို့ရှိလို့ရှိရင်ဒီလိုလူမျိုးရေးတို့ဘာသာရေးတို့เนาะအဓိကယုံနေစိုးရင်ပူပန်ကြောင်းကြောင်းမှုတွေဟုတ်လား ဟိုမလုံခြုံမှုတွေကဘလို့တိုင်းပြည်မျိုးဘလို့လူမှုအဖွဲ့အစည်းမျိုးတွေမှာတွေ့ရလဲဆိုတော့ယဉ်ကျေးမှုအောက်တန်းနောက်တန်းကျနေတဲ့လူမျိုးတွေနိုင်ငံတွေနော်စိတ်ဓာတ်အောက်တန်းနောက်တန်းကျတယ်ဖျားမှာဖျားကိုသွားဖူးတာအလှလှုပ်ဖို့ရွှေတင်ငန်းကတ်ဖို့အတွက်ဘာဝင်ဝယ်လို့ပဲဖြစ်စီနော်တန်းစီလို့ရှိရင်တန်းဝင်မစီလူတဲ့လူလူစီတဲ့လူတွေတဘောထားပါပဲရှေ့သွားမယ်အနည်းချုပ်ဆိုတော့နော်အဲ့တော့စိတ်ဓာတ်အောက်တန်းနောက်တန်းကျတဲ့လူတွေ နော်ရင်ကျင်းမှုအောက်တန်းနောက်တန်းကြတဲ့စာပေဂီတအမှုပညာအတွေးခေါ်ဟုတ်လားစီးပွားရေးနော်အဆအဆအရာရာမှာအောက်တန်းနောက်တန်းကြတဲ့လူအဖွဲ့စည်းလူအတိုင်းဝိုင်းလူမျိုးတွေတိုင်းပြည်တွေနေတဲ့နေရာမှာပဲရှိတယ်ဗျနော်အဲ့ဒါကိုထပ်ဆောင်ပြီးတော့ကုတ်ပေးလိုက်လို့ရှိရင်တရားဥပဒေစိုးမိုးမှုမရှိတဲ့တိုင်းပြည် အာဂရီတရားအလုံးကျုံလိုက်စားတဲ့အတိုင်းဒီငါတိငါတက်ငါဆရာငါလို့ရင်ဖြစ်တယ်ဆိုတော့တနက်ကြီးကင်ပြီးတော့လောက်တာနော်တနက်ဖယ်လိုက်ကြည့်အမလေးသူတို့လောက်ကြောက်တတ်တဲ့လူသူတို့ပဲရှိတယ်အခုချိန်ဒီနမကြီးမှာခီးသွားလေင်းနဲ့သွားလာတော့ဂန်းကိုထည့်ထားတာအဲ့ဂန်းလေးကိုတော့ဝင်မယ်ဆိုရင်တော့မှစီကျူရီနဲ့စကားများမှဆိုလို့အရင်တော့သူတို့တပည့်ဟလာစာဖာတွေဟိုနည်းမျိုးခေါ်ပြီးတော့ဟဲ့အောင်ငါ့ကိုဂိတ်ဖြတ်ဆမ်းမှာငါ့မှာတနက်ပါလာတနက်တနက်မရှိရင်မနေတတ်တဲ့ကောင်နေဟမ်တနက်ရှိမှဟလာ တနက်ကြီးကင်ပြီးတော့ငါတိတယ်ငါတက်တယ်ငါငါဆရာငါအကုန်လုံးမယ်ငါနဲ့ငါအကုန်လုံးနေတဲ့အာနာရှင်နေနေတဲ့တိုင်းပြီဒီလိုတိုင်းပြီမျိုးမှာပဲဒီလိုရှက်ဆရာကောင်းတဲ့အเจ้าရာတွေကိုလိုင်းပေါ်မှာတက်ပြီးတော့လူတိရှင်ကြအော်ဟစ်နင်းခုန်နေကြတာเนาะအဲ့တော့ဒီနေ့ကျွန်တော်ရဲ့ live တွေကတော့ဒီလောက်ပဲဗျာเนาะအားလုံး